စေရနာနဲ့မကောင်းမှုနဲ့ပေါင်းပြီးတော့ပြုတ်ခဲ့တဲ့မကောင်းမှုဟာအကျိုးပေးခြင်းတန်ပြီးဆိုရင်ရှောင်လွဲလို့မရဘူးလို့သူတော်ကောင်းတွေဒီလိုနားလည်ကြပါနောက်တကဥဒ္ဓလမြတ်စွာဘုရားကဆုံးလာပြည့်ညနေခြင်းကာလဘောဓိပင်အောက်မှာထိုင်နေတော့ စကြဝဠာတိုက်တောင်းကလက်ပြမှာပေါ့နေအုံအုံယုံယုံနဲ့ဘုရားစီလာကြ။ဘာလို့လာသလဲလို့မေးမကြခင်ဘုရားဖြစ်တော့မှသိလို့သူတို့လာတယ်။လေးနဲ့တဲ့ကမ္မဋ္ဌာန်းစီးပြန့်နေတဲ့မြတ်စွာဘုရားအလောင်းတော်။စူလိုက်တဲ့အတန်တွေဘာသာနေလဲလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ဟာနတ်မြတ်နတ်ပေါ့နတ်သူတော်ကောင်းတွေနေရာလူနေကြ။တို့ကဘုရားဖြစ်ပြီလို့ပထမဆုံးထီးမိုးမယ်တို့ကရေချမ်းကတ်မယ်တို့ကပန်းကတ်မယ်တို့က အဘေကထာနဲ့ပူဇော်မယ်တို့ကဘယ်တချင်းနဲ့ပူဇော်မယ်ဘုကဘလို့ပန်းနဲ့သားတွေနဲ့ကတ်မယ်ပူဇော်မယ်နဲ့နေရာတွေလှုပ်ပြီးတော့စူးညံနေကြအဲ့ဒီချိန်မှာဘုရားလုံးကအော်တို့တို့တွေနေရာလှုပ်ကြတာပဲဆိုတာသိလဲသိလိုက်ရောပြန်ပြီးတော့မျက်လုံးမိတ်လင်းတဲ့တဲ့ကမ္မထာပြန်စည်းပြန်အဲ့ဒီချိန်မှာပရဏိမိတဝသဝတ္တိနတ်ပြည်မှာနေတဲ့ဝသဝတ္တိနတ်ပြည်မှာနေတဲ့မန္တမင်း အလွန်ဆိုးဝါးတောင်းကြတဲ့မာနကသူ့ရဲ့တက်နဲ့လိုက်လာပြီးတော့ငါရဲကွာမာနဆိုပြီးអော်လိုက်တာနှကောက်နှက်မြက်တွေအကုန်ထွက်ပြေးဖះလောင်းနှက်ဘယ်နှက်မှမရှိတော့ဘယ်ပြန်မှမလည်းမရှိတော့အကုန်တို့ထွက်ပြေးတဲ့စัจ java ဝလာဆွန်ပြတော့ရောက်တယ်တဲ့ပြေးလိုက်ကြငါရဲကွာမာနလို့អော်လိုက်တော့ဟဲစုလိုက်တဲ့အ딴ဆိုးဝါးလိုက်တဲ့အ딴ဘလူအ딴လဲလို့မျက်လုံးဖွင့်ကြည့်တော့ဖះလောင်းအဲ့ဒီမှာမာနကြီးကိုတွေးတွေးတော့မာနကြီးကပြောတယ်ဟဲတိတ်တတ်ထား အဲ့ဒါငါပိုင်တဲ့ပလင်နေပိုင်တဲ့ပလင်မဟုတ်ဘူးအခုအဲ့ဒီပလင်ဘောကအမြန်ဆင်းရည်လို့ပြောဘုရားလောက်ကမဟုတ်ပါဘူးတဲ့ငါပိုင်တဲ့ပလင်ပါအရှင်ဘုရားပိုင်တဲ့ပလင်လို့ပြောအောင်ရှင်ဘုရားဘက်ကတတ်သိရှိလားတပိတော်ဘက်ကတတ်သိတွေရှိတယ်မယုံရင်နားထောင်ဆိုပြီးတော့သူ့နောက်ကမနတ်စစ်တီကြီးနဲ့သူကတီးလုံးတိုက်ပြီးသားဆိုတော့ပြောဒီပလင်ဘယ်သူပိုင်တယ်လဲမနတ်ပိုင်ပါလေမနတ်ပိုင်တဲ့ပလင်ပေါ်ကျူးကျော်နေတာဘယ်သူလဲသိတ္တထမင်းသားပါအရှင်မရှိတာဘယ်သူလဲသိတ္တထမင်းသားပါနောက်ကဝိုင်းអော်ကြ တာမန်ပုဂ္ဂိုလ်ဆိုအဲ့ဒီနာယူပြီးတော့သေတောင်သေသွားမယ်ပေါ့ဖះလောင်းဘာမှမတုံလို့ဘာဖြစ်လို့လဲမင်းကတ္တပုံညပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာမတုံလို့ဘူးတဲ့ဒါပြောချင်တာကဲရှင်ဘုရားတပည့်တော်ဘက်ကသက်သေသက်ကရရှိတယ်ရှင်ဘုရားဘက်ကသက်သေရှိသလားပြောဆိုတော့မြန်မာတယောက်မှလည်းမရှိဘူးနတ်တယောက်မှလည်းမရှိဘူးလူတယောက်မှလည်းမရှိတော့ဘုရားမှာအာကိုရာဆိုတော့အသက်ရှိတတ်တော်ဘာမှမရှိတော့ ဒါပေမဲ့ဘာရှိတယ်လဲမင်းသူပြုတ်ထားတဲ့ကောင်းမှုရှိတယ်ကတပုံညာသူပြုတ်ထားတဲ့ကောင်းမှုရှိတဲ့အတွက်ဒါကြောင့်ကောင်းမှုပြုတိုင်းပြုတိုင်းရေစက်သွန်းချအမြတ်တမ်းပြီးဝေအဲ့ဒီရေတွေဟာဒီမဟာပထဝီမြေထဲရောက်တယ်ဆိုတာဘုရားလောင်းသိပြီးသားအဲ့ဒါကြောင့်ရှင်မရဘက်ကသက်တည်ရှိလားရှိတယ်ဘယ်မလဲဆိုတော့မြေကြီးကိုလက်ညှိုးထိုးပြတယ်ခဏခင်ဦးဇင်းတို့ဗုဒ္ဓရုပ်ဘွားတော်များထိုးကြတဲ့ပုံပြဖတ်တာပေါ့မြေကြီးကိုလက်ညှိုးထိုးတဲ့အဲ့ဒီပုံစံကိုယူကြတယ် မြေကြီးကိုညွန်ပြဘယ်မဲ့လဲရှင်ဘုရားဘက်ကတက်တယ်ဒီမဲ့မြေကြီးပေါ့မြေကြီးကလည်းပဲရှင်ဘုရားကောင်းမှုပြုတာတာဟုတ်ပါတယ်ဘုရားရှင်ဘုရားပိုင်တဲ့ပလင်ကြီးဒါမှန်ပါတယ်ဘုရားလို့អော်ရအောင်မြေကြီးမှာမစက်မပါဘာသာမပါတော့ဘာလို့ပြုံးမေးလဲတော့ဘုရားလောင်းကလည်းဟဲ့မြေကြီးမာပထဝီကြီးဒီမြေကြီးအဲဒီပလင်ကြီးကငါပိုင်တာဟုတ်တယ်မဟုတ်လားဒီလိုမေးတယ်ဟုတ်ပါတယ်ဘုရားဆိုပြီးခေါင်းငိမ့်ပြ အဲ့ဒါမြင်းကလေးလှုပ်တာပေါ့နာလာဂိရိစင်မြောင်ကြီးကိုစီးပြီးတော့အဂိရိမင်္ဂလာစင်မြောင်ကြီးကိုစီးပြီးတော့လာခဲ့တဲ့မန္တမင်းတို့တပ်ဖွဲ့လက်ယုံတထောင်ဖန်ဆင်းထားတဲ့မန္တမင်းတို့ရဲ့တပ်ဖွဲ့မန္တမင်းကြီးလက်နဲ့မျိုးစုံနဲ့စင်ပေါ်မှာစီးတာတော့စင်ကမြေကြီးပေါ်မှာရိုက်တယ်စင်ရိုက်ထားတဲ့မြေကြီးကမငြိမ်တော့စင်ကြီးလည်းမငြိမ်စင်ကြီးမငြိမ်တော့စင်ပေါ်မှာမိခိုပြီးတော့နေရတဲ့မန္တကြီးလည်းမငြိမ်ဘူးတဲ့ ဲ့ဒီမှာဖျော်ဖျဲဖြစ်ပြီးတော့အကုန်ပြန်ပြေးရတယ်ပြောကျင်တာကပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာဒီမြေကြီးကဟုတ်တယ်ဒါဘုရားလောင်းပိုင်တဲ့မြေကြီးစေတနာနဲ့အလောဘပေါင်းပြီးဒါနကောင်းမှုပြုခဲ့တာအများကြီးအဲ့ဒီဒါနပါရမီကြောင့်ဒါဖြစ်တယ်ပေါ့စေတနာနဲ့အာဒောသပေါင်းပြီးသီလကောင်းမှုတွေပြုထားတယ်အဲ့ဒီသီလပါရမီတွေကြောင့်ဒီပလင်ကြီးပေါက်တယ်ပေါ့ စေတနာနဲ့အမောဟပေါင်းပြီးပညာပါရမီတွေဖြည့်ခဲ့တာများကြီးအဲ့ဒီပညာပါရမီတွေကြောင့်ဒီပလင်ကြီးပေါက်တဲ့ပါရမီ၁၀ပါးဟာကောင်းမှုနဲ့ပြုလာတာဖြစ်တဲ့အတွက်ဒါကြောင့်ဒီပလင်ဟာတိတ်တတ်တမင်းသာပိုင်တဲ့ပလင်ပါသက်ရှိသက်မဲ့ပြိသိဖြစ်တဲ့မြေကြီးကဖရဘက်ကနေရှင်းနေလိုက်ပြီးအာမခံပေးတာဗျာအဲ့တော့ပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ဟာဒီဘဝလဲဝမ်းမြောက်ရတဲ့နောက်ဘဝလဲဝမ်းမြောက်ရတဲ့ ပိစုံပန်တန္တရာနှစ်ဖြာသလုံးမှာလဲဝမ်းမြောက်ရတယ်လို့ဒီလိုနားလည်ရမယ်ပေါ့ဣဒံမောရတိပိစာမောရတိကတပုံညောဥပယထမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိတုဒ္ဓိမတနောကတပုံညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သည်ဣဒံမောရတိဒီဘဝမှာဝမ်းမြောက်ရမယ် မေဇာမောရတိနောင်ဘဝလည်းဝမ်းမြောက်ရတယ်။ဥပယတာမောရတိပိစုံမန္တန္တရနှစ်ပြားသလုံးမှလည်းဝမ်းမြောက်ရတယ်။အာတနောမိမိကမ္မဝိသုဒ္ဓိစင်ကြယ်ပြီးတော့နေတဲ့ကံတွေကိုဒိဋ္ဌဝါနာမြင်ရပြီးတော့မှမောရတိဝမ်းမြောက်ရတယ်ပမောရတိအလွန်ရှင်လန်းရတယ်ရဲ့လို့ဘေကဝဘုန်းတော်၆ပါးတခင်ဘုရားရှင်ကိုရောင်မြတ်က သေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသည်